အဲတော့ chapter 4 division in plants and animals ရဲ့ကတရိစ္ဆာန်အပိုင်းနေရပါဘောเนาะအာခုနှလုံးယောဂါတွေကိုဖြစ်စေတဲ့အကြောင်းကြီးကိုရှင်းပြခဲ့ပြီဖြစ်တယ်အဲနှလုံးယောဂါတွေကိုဖြစ်စေတဲ့အကြောင်းနေရမှာအဲ modifiable risk factor ဆိုတော့ဒီလူတွေထိန်းချုပ်လို့ရတဲ့ risk factor for CBD ဆိုတဲ့လူတွေထိန်းချုပ်လို့ရတဲ့နှလုံးလူယောဂါဖြစ်စေတဲ့အကြောင်းချက်တွေအကြောင်း ရှင်းပြခဲ့ပြီဖြစ်တယ်ဟုတ်ပြီလူတွေအနေနဲ့ထိန်းချုပ်လို့ရရဲ့ဆိုတော့ဘာလဲသူ့မှာဘာလို့ဘာရှိလဲဆိုသူ့မှာကုသနေရှိပါเนาะ မှာကုသနေရှည်ချင်းချုပ်လို့ရတယ်သူဟိုရှော့ချလို့ရတယ်ကြောင့်အဲ့ဒီလူတွေနေနေပေါ့နော်ရှော့ချအချင်းချုပ်လို့ရတဲ့အဲဒီနှလုံးရောဂါဖြစ်စေအကြောင်းရင်းတွေထဲမှာဒီ treatment ပါလာဖြစ်တယ်ပေါ့နော် AMP ရောအာ treatment ကအဲ့ရဲ့ဘယ်လိုမျိုးပေါ့နော်ဒီချင်းချုပ်လို့ရရဲ့ဘယ်လိုကုသမလဲဆိုတော့အကြောင်းအချက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ The anti hypertensive dress anti hypertensive ဆိုတာက hypertensive ဆိုတာသွေးတိုးစရာ anti ဆိုတာသူကဆန့်ကျင်တာ anti ်အန်တီအန်တီဗိုင်းရပ်စ်ဆိုပါဗိုင်းရပ်စ်ကိုစန့်ကျင်တာအန်တီဟိုက်ပါတန်းဆစ်ဆိုတာသွေးတိုးတာကိုစန့်ကျင်တဲ့ drugs ဆေးဝါးဆိုရင် that such as beta blocker ဘယ်လိုမျိုးလဲဆိုရင် beta blocker ကဲ့သို့နောက်တစ်ခုပါ sympathetic nerve inhibitor sympathetic ဆိုတာကအာ sympathetic nerve inhibitor ဆိုတာဒီဒီ sympathetic nerve ကို inhibitor တားဆီးရတာမျိုးနောက်တစ်ခုကပါလေ ACE inhibitor ACE inhibitor ကိုတားဆီးရဟာမျိုးတွေပေါ့နော် symmetric inhibitor ဆိုတာသူကဒီ asymmetric net jaw ကိုတားဆီးပေးပြီးတော့သူကဘာလို့လုပ်ပေးလဲဆိုလို့ရှင်အဲသူက တွေးနှလုံးခုန်တာကိုမြန်စေပြီးတော့နှလုံးခုန်တာကိုမြန်စေပြီးတော့တွေးတိုးတာကိုလျှော့ချပေးရဲ့အဲစေတမျိုးပေါ့နော် AC inhibitor ဆိုတာလည်းအဲ့လိုပဲပေါ့နော်သူကလည်းအဲ့လိုမျိုးဒီ ဟာ ACE inhibitor ဆိုတာကြတော့ power brake လေဆိုရင်သူကဘာလဲဆိုရင်သွေးကြောတွေကျင်းလာတာပေါ့နော် contract အဲ artery contract ဖြစ်လာတာကိုသူက inhibitor တားဆီးပေးတဲ့ဟာမျိုးပေါ့နော်တားဆီးပေးတဲ့ဆေးဝါးမျိုးဒါဆိုရင်ဒီ beta blocker ဆိုတာလည်းဒီအဓိကဘာလဲဆိုရင်သူကသွေးကြစေပဲသူလည်း selective net inhibitor သူကဘာလဲဆိုလို့ရှိရင်အာဗီဂျာဘလော့ကာအဝဒီအစင်မက်တစ်နေရင်ပြတာဆိုဒီစင်မက်တစ်ခွေးကြောကိုသူကဒါတားသူ့ဘလော့လုပ်ရဲတားစီပေးပြီးရော ဟောဒီနှလုံးကုန်တာအပိုင်းသွေးကြောတာကိုရှော့ကြပြီးနှလုံးကုန်တာကိုမြန်စေရဲ့ AC inverter ကြောက်ပါလေဆိုသွေးကြောတွေကိုကျယ်စေပြီးတော့သူကသွေးကြောတာကိုရှော့ကြပြီးဒီမှာဆိုလို့ရှိရင်ဒီ reduce the blood risk ဒီသွေးကြောတွေပိတ်ကြအောင်ရှော့ချပြီးရဲ့ now cvd damage ကိုမထိခိုက်သူဒါ anti hypertensive drug တွေ beta blocker ac inhibitor လို့လို့တာမျိုးပေါ့နော်ဒါ normal blood pressure ကိုရောက်စေပါလေဆို reduce risk ဒီ အာဆိုဂျိုးတွေကိုသူ့ရဲ့ဒီတွေးတွေးညာဖြစ်တဲ့ဆိုဂျိုးတွေကိုရှော့ချပေးပုံစံမျိုးပေါ့နော်အဲ့ဒါကဒီဆေးသုံးမျိုးဘာဆေးသုံးမျိုးလဲဆိုရင် anti hypertensive အတွက်တွေးတွေးတာကိုရှော့ချပေးဆေးသုံးမျိုးအဲ့ဒါကဆိုလို့ရှိရင်တဲ့ basan of commonly အဲ့ဒါက san ဆိုအချို့ပြပါ of the commonly ဆိုတာအခြေခံအားဖြင့်ယူရအားဖြင့် prescribe ဆိုတာကညွှန်းတယ်အဲဆရာဝန်ကဆေးပေးတာမျိုး prescribe dress ဆေးဝါးလို့သုံးပြီးတော့ to reduce blood pressure ရယူစာလျှော့ချဖို့ blood pressure သွေးပြရအောင်လျှော့ချဖို့အတွက် prescribe ဆရာဝန်တွေညွှန်းလင့်ညွှန်းတာရှိရဲ့ drug ဆေးဝါးတွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဆရာဝန်တွေအကြီးဒီပေါ် anti hypertensive drug သုံးမျိုးอ่ะဆိုရင်ဗာလဲဆရာဝန်တွေအသွေးကြဖို့အတွက်သုံးနေသုံးထားရှိရဲ့ဆေးသုံးမျိုးပေါ့နော်။အာဒီ reduce အဲ့ကောင်ကြီးရွှော့ကြပြီဒေးဆိုဘတို့ဘရလဲဆိုလို့ရှင်ဒီစေ3မျိုးပေါ့နော်စေ3မျိုးဘရ3 hyper anti hyper density drug ကိုပြောတာဖြစ်တယ်အဲ့စေးရာဆိုလို့ရှင် reduce ဆိုတာရွှော့ချပြီ the risk ဆိုတာကဘာလဲဆိုဆိုဂျိုးပေါ့နော်သူကရွှော့ချပြီးတာနေရာမှာတခုရွှော့ချပြီးနေရာမှာအဲ့ဒါကကမကောင်းတဲ့အရာကိုရွှော့ချပြီးဆိုတော့ risk လို့သုံးပြီး off the cvd cvd ရဲ့ဆိုဂျိုးဒီပေါ့နှလုံးယောဂရဲ့ဆိုဂျိုးကိုနှလုံးယောဂဖြစ်ခြင်းကိုရွှော့ချပြီးရဲ့ and also the use uh, reduce and also ဆိုတော့နောက်ရှင်းပြပါသေးတယ်ဟဲ့တဲ့သူ address ဆိုတာဘာလဲဆိုဆိုဂျူအကြောင်းချက်လို့သူကသုံးတာမဟုတ်နော်ယောဂရင်းနဲ့ပတ်သက်ရင်သူကအကြောင်းချက် reason လို့ဘာမှမသုံးဘူး risk လို့သုံးလိုက်တယ်ဂျိုဂျိုအကြောင်းချက်ကိုရှင်းချပြတော့ reduce ဘယ်အောင်ရှင်းချပြလဲ risk ဆိုဂျူအကြောင်းချက်ကိုရှင်းချပြသူ့ရဲ့ damage damage ဆိုတာဆိုဂျူ damage ဆိုတာနောက်တစ်ခုကဘာလဲဆိုထိခိုက်မှု through the kidney and eyes မျက်လုံးနဲ့ကြောက်ကတ် ။ဘာတချို့ဆိုပါလဲဆိုရင်သွေးတိုးလို့မျက်လုံးကွယ်သွားတာမျိုးရှိရဲ။နောက်ပါလဲကြောက်ကတ်တွေပိုင်းထိသွားတာမျိုးရှိ။အဲ့လိုမျိုးတဲ့ damage ဒီသွေးတိုးခြင်းကြောင့်ဖြစ်တဲ့ damage ဆိုရက်ထိခိုက်မှုတူးတဲ့ kidney ဒီကြောက်ကတ်နဲ့ eyes မျက်လုံးကိုထိခိုက်မှုကိုလည်း risk ကိုလည်းပါလဲ reduce short ချပြပါလဲ။ဘယ်ကဘယ်ကနေ short ချပြလဲဆိုရင်သူကပါလဲ through high blood pressure သွေးတိုးခြင်းကိုအာသွေးတိုးခြင်းကနေ short ချပြပါသူကပါလဲအဲ့ဒါဘာ problem ဆိုရင်အာသူကဒီယောဂဒီဆေးတရားပေါ့နော် ဒီ CVD ဖြစ်တာကိုလည်း short ချပြီးနောက်တစ်ခုပါလဲဆိုရင်သူကအဲ C အဲဟုတ်ပြီဟုတ်ပြီသူကပါလဲဆိုရင်သွေးတိုးခြင်းကနေက front that high blood pressure ဒီသွေးတိုးခြင်းကနေဖြစ်တဲ့ပါလဲဆိုရင်ဗာ CVD နှလုံးရောဂါနောက်တစ်ခုပါလဲဒီ kidneys and eyes မျက်လုံးအကြောက်ကနေနှလုံးထိတာကြောက်ကနေမျက်လုံးထိတာအဲ့လိုမျိုးတွေရယ်ပါလဲဆိုရင်ဆိုးကျိုးအကြောင်းချက်တွေကိုပါလဲ short ချပြီးအဲ short ချပြီးပါလေတဲ့ ပြောရမယ်ဆိုလို့ရှိရင်သူကသွေးကျစေတဲ့ဥစ္စာဖြစ်တဲ့သွေးတိုးလို့ရှိရင်ဘာနှလုံးရောဂါဖြစ်စေရဲနောက်တစ်ခုကကြောက်ကက်ထိတဲ့မျိုးလုံးထိရဲအကယ်၍သွေးတိုးတာကိုသူတို့ကကာကွယ်ပေးရတဲ့ကြောင့်ဒါလည်းနှလုံးရောဂါဖြစ်ကြအောင်ဖြစ်စေတဲ့အကြောင်းလို့လည်းရှင်းချပေးရဲကြောက်ကက်တဲ့မျိုးလုံးနဲ့ပတ်သက်တဲ့ထိခိုက်မှုဖြစ်ကြအောင်လည်းရှင်းချပေးပါတယ်တဲ့ဖတ်ကြပါမယ်တဲ့ there are risks သူတို့မှာတဲ့ဆိုးကျိုးတွေရှိပါတယ် if the treatment is not monitored carefully အာဒါမှမဟုတ်တော့မှလည်းချိုးချိုးရှိရေပေါ့နော်ဆေးဆေးတိုင်းမှာ side effect တွေရှိရေအဲ့လိုမျိုးပြောချင်တာဖြစ်တယ် if the treatment အာသူ့ရဲ့ကုသမှုဟာဆို is not monitor မထိန်းချုပ်ဘူး carefully အဲ့သူ့ရဲ့ကုသမှုဟိုတဲ့အာသေချာမထိန်းချုပ်ဆိုရင်အဲ့ဒါဘာလို့ဆေးကိုချင့်ချိန်ပေးတာဒါမှမဟုတ်အဲဆေးကိုသူ့ရဲ့ယောဂါဖြစ်နိုင်တဲ့လောက်ချင့်ချိန်ပြီးပေးရအောင်ဒီဆေးကိုဒီလူလူနေနဲ့ပေါ့နော် လူနာအနေနဲ့ဘလောက်ခံနိုင်ရှိမလဲကိုပြရပါဘောနော်အဲ့မှာမလုပ်ဘူးပေါ့နော်အဲ့လိုတေချာထိန်းချုပ်မှုမလုပ်ဆိုရင် blood pressure maybe can do လို့ဒီသွေးပြာအရန်ကိုနှိပ်သွားလူမာကအဲသွေးပြာကဘာလဲ balance ရှိရနမနေရဘူးဥပမာဆိုရင်အဲ120 90ရှိရမှာဘောနော်မုတ်ပဲနဲ့ပါလေ120 90မုတ်ပဲနဲ့180 80ဆိုတာတော်တော်လေးကိုနေသွားပြီ။ဆက်သွေးပြာနေသွားတယ်လို့ပြောရင်နော် အာ120 90ထက်များဝရရဲ့အဲသွေးပြာများ190 90ထက်နည်းဝရကျတော့သွေးပြာနည်းတာလူကပါလေသွေးပြာနည်းလို့ရှိရင်ခန္ဓာကိုယ်ကအာအရန်အားနည်းလာမျိုးဖြစ်သွားရပေါ့နော်အဲကြောင့်ပါလေသွေးပြာနည်းရမျိုးလည်းမဖြစ်ရဘူးတဲ့အကယ်၍ဒီဆေးမှန်ပြော3 man is not monitor carefully ဆိုဆေးတောက်တာများဝရများဝရဆိုတာဖေတာပြောချင်တာဆိုရင်အဲသူ့ရဲ့ short in short out တာပို့ပဲလေသွားပါဆို140 90ကနေ120ကိုဆိုတာကြာကျင်တာ ဖမစီတောက်တာများဝိုင်ဖေကိုသွားတဲ့ဆင်80 90ကိုရောက်သွားတယ်အဲအဲ့လိုမျိုး80 90နောက်ပုံလည်း130နာကိုရောက်သွားတယ်အဲ့မျိုးဆိုဘာဖြစ်ပြီလဲသွေးဖိအားကြတာအာလိုအာဒီရှိသိရှိတိုက်တာထက်ကိုချိန်နာတာထက်ပါလေညာဝိုင်ညာဝိုင်ဆိုဘာဖြစ်သွားလဲဆိုသွေးဖိအားအရန်ကိုလဲသွားလိမ့်မယ်တဲ့အဲ့ဒါကဘာဖြစ်လဲဇက်ကန်လိဥတီစီပါ to force ပြုတ်ကြဖို့ injury ထိခိုက်ဒဏ်ရာရဖို့ဘာမှဖြစ်လဲဆို which particular in elderly patient အသက်ကြီးရဲ့လူနိုင်မှာဘာလို့အသက်ကြီးရဲ့လူနိုင်မှာဖြစ်လဲဆိုရင်ဟာအသက်ကြီးရဲ့လူရပါလဲဆိုရင်သူ့ခန္ဓာကိုယ်မှာဟိုပေါ့သွေးသွေးနဲ့ပတ်သက်အဒီခန္ဓာကိုယ်မှာကိုခန်းနေဝါကိုခန်းနေဝါအချိန်မှာသွေးပြာအရင်ကျပါခင်မှာသူ့ရဲ့ခန္ဓာကိုယ်သူ့မထိန်နိုင်တော့ဘူးခန္ဓာကိုယ်အားမရှိတော့ဘူးအဲ့မှာဘာဖြစ်မလဲဆိုရင် need to fall ပြုတ်ကျမယ်နောက်ပါလဲဒဏ်ရာရမျိုးဖြစ်စေတယ်တဲ့ can be serious အဲ့ဒါကပြင်းထန်တယ်တဲ့ဘယ်လောက်ထိပြင်းထန်လဲဆိုရင် even life threatening အာ uh, အသက်ကိုချင်းချောင်းနိုင်ကြည့်ပြင်းထန်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့သွေးလေးကြတာအာဒါအသက်ကိုချင်းချောင်းကြည့်ပြင်းထန်လားဆိုတော့ဟုတ်ပါပြီတမန်တွေမှာကြတော့ဗါလဲသွေးကြရဲဆိုဗါလဲခေါင်းမူးတယ်ခေါင်းမူးဝေတယ်ပေါ့နော်မူးဝေတယ်ဟာပြီးရင်တော့ဗါလဲအစာအသောက်တွေပြန်စားလိုက်ရင်ပြန်အဆင်ပြေသွားမယ်ဆိုတော့ညာနဲ့စက်ကြီးရွယ်ဦးတွေမှာကြတော့အစာချိပြတ်မှုလည်းအာမကောင်းတော့ဘူးအစာဟာဆုတ်ယူမှုလည်းအာမကောင်းရတဲ့ကြောင့်သူကသွေးရတအားကျနေချိန်မှာအာဟာရလည်းခဏခုမရောက်ဘူးသွေးကြနေအောင်လည်းပြန်တိချာမထင်းညံတဲ့ကြောင့် တက်အန်ရဲ့ခြေကစီဖြစ်နိုင်တယ်နောက်တစ်မျိုးအနေနဲ့ဘာဖြစ်နိုင်သေးလဲဆိုရင်ချော်လဲတဲ့အချိန်မှာဒီတက်မန်လွင်းနဲ့ချော်လဲခြေကထိုင်ရရင်ပြန်ကုသဖို့လွယ်ဆိုမဲ့စက်ကြီးရော်မှာချော်လဲရင်ကုသဖို့ခြေကသူ့ရဲ့အနာပြန်ကောင်းဖို့မလွယ်တဲ့အတွက်ကြောင့်သူကဘာလဲအတန်အန်ရဲ့စိုးရိမ်ကြီးကြီးဖြစ်နိုင်တယ်တဲ့အဲ့ဒါကိုဆိုတာဖြစ်ပါတယ်တူလိုကနောက်တစ်ခုကကြောက်ပါလဲကိုလက်စတရောကိုလက်စတရောကလည်းအရှင်းမှာပြောခဲ့တဲ့အတိုင်းပဲဘာလဲဆိုရင် ကတော့ပါလဲဆိုရင်ဒီခန္ဓာကိုယ်ရဲ့တွေးတင်တဲ့ကြားတွေးတင်ကြားတဲ့ဆိုမှာစိတ်ချုပ်တွေးကြုံနဲ့ဆက်ဆက်နေတယ်စိတ်ချုပ်တွေးကြုံရမှာတဆင်ဘယ်ကိုသွားလဲဆိုရင်နှလုံးရောဂါကြီးဥတည်နေကြောင်းကိုလက်စတရောကြောင်းပြောမယ်ပထမအပိုင်းမှာဘာကိုပြောခဲ့လဲဆိုလို့ရှိရင်သူ့ရဲ့ဒီတွေးတိုးကြစေကြောင်းပြောတယ်နောက်တစ်ခုပါလဲဆိုရင်သူကိုကိုလက်စတရောကိုရှော့ချမယ်စိတ်ကြောင်းပြောမှာပါတယ်သူ့လိုဝါရှော့ချမယ်တဲ့လိုဝါဆိုရင်ဗာလဲ A11 နဲ့တွဲတယ် reduce ဆိုရင် risk နဲ့တွဲတယ် decrease ဆိုလဲ risk နဲ့ပေါ့နော်အဲ့လိုမျိုးတွဲနေရှိရင် lower ဆိုရင် level ပေါ့နော် အာ cholesterol သွေးသွင်းကြကြတဲ့ in the blood သွေးထဲမှာရှိသွေးသွင်းကြကြတဲ့ကိုတဲ့အဲ short ချရရင်အတွက်သူကဖယောက်သုံးမယ်ဆို a group of drugs ဆေးအုပ်စုတစ်ခုအသုံးပြုပါတယ် no အဲ့ဒါကိုသိပါတယ် as a statin လို့သိတယ်ဆေးအုပ်စုကို is used အသုံးပြုပါမယ်တဲ့ is used ဆိုတာဗာလဲ person နဲ့ရေးတာအဲ့ statin ကသုံးမှာမဟုတ် statin ကဗာလဲလူနာရီအတွက်အသုံးခံရမှာဖြစ်တဲ့ကြောင့်သူ့ကိုဗာ statin ပဲရေးမယ်ဗကြံကြံတဲ့ဟာဘယ်သူသုံးသုံးဆိုတဲ့ကြောင့်ဘိုင်းခံပြီးမထည့်ဘူးအဲ့ကြောင့် statin ကိုရှေ့ရှေ့ဆုံးမှာရေးတဲ့ကြောင့်သူ person နဲ့ရေးပေါ့နော် ဘယ်လိုမျိုးသိလဲဆိုရင် grow address no သိရတဲ့ဘယ်လိုသိလဲဆို setting လို့သိရစေအုပ်စုအသုံးပါဒါဆိုရင်ဒီ ADI အကောင်လုံး ADS တော့ဘာလို့ ADS မဟုတ် sorry setting စေအုပ်စုထဲမှာပါတဲ့ဟာရဒီပေါ့အခုလာမဲ့ဒီအတွက်အကျိုးတရားမှုတွေလုပ်ပေးမှာပေါ့နော်ဒီ setting ဒါဒီဆိုတာဘာပြောရလဲ setting ဘာ setting သွေးစေအုပ်စုတစ်ခုလုံးပြော also အဲ့ဒါကိုသူစုခေါ်လိုက်အဲ့ဒီအုပ်စုတစ်ခုလုံးဆေးပါဝင်တဲ့အုပ်စုတစ်ခုခေါ်လိုက်အတူရုပ်ခေါ်ရင်မှ static နောက်ဒီမှာဘာလို့ပြောလာလဲဆိုရင် static dress လို့ပြောရင် static dress မဟုတ် static dress ပေါ့နော် static အုပ်စုတစ်ခုလုံးမှာပါဆေးဝါးအကြောင်းပေါ့နော်ဆေးဝါးအဲ့ဒါကဘာလို့လဲ also improve မြင့်တင်ပေးရဲ့ the balance of the ads အဲ balance ဆိုတာမျှကြည့် ads ဆိုရဲမျှကြည့်ပေါ့နော် low density lipoprotein အရှင်းမပြောခဲ့တဲ့အတိုင်းပဲဆေးလိပ်တောက်လို့ရှိရင် lipoprotein အဲနေစီတယ်ဗောနော်လီပိုပရိုတင်းအဲနေစီတဲ့အတွက်ကြောင့်ပါလေအဲသွေးတိုးတာနှလုံးရောဂါဖြစ်စေအဲကြောင့်ဇီလိုဒန်စတီလီပိုပရိုတင်းနေရတဲ့လီပိုပရိုတင်းကိုတဲ့ high hdls high density lipoprotein မြင့်နေတဲ့ lipoprotein ဖြစ်ကိုဘာဖြစ်လဲပြောင်းမေးပါတယ်ဥပမာပြောရရင်တော့ဗာလဲဆိုရင်အာစေးလေးတောက်တာပဲဖြစ်တခြားနှလုံးရောဂါတွေပါဖြစ်ချင်လို့ပဲဖြစ်ခန္ဓာကိုယ်မှာ cholesterol ကြောင့်ပဲ cholesterol ကြောင့်တော့၎င်းအာသွေးတိုးတဲ့အတွက်ကြောင့်ဆိုတော့၎င်း ကိုလက်စထရောနဲ့သွေးကြွားလည်းဆိုင်တာဟုတ်ဒီကစီးကျုပ်သွေးကြွားဆိုပါလေသွေးချင်းတခြားတဲ့များပြီးတော့စီးကျုပ်သွေးကြွားဖြစ်တာအဲစီးကျုပ်သွေးကြွားဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ကောင်းသူ့မှာရှိတဲ့ ADLS က ADLS က ADLS ဖြစ်နေမယ်ပေါ့နော်ဒီ lipoprotein တွေက ADLS ကိုရှေ့ောက်ပြန်လိုက် low ပါ L D အဲဘောနော် ADL နောက်အများကြီးဖြစ်တဲ့ရောက်ဒီမှာ S ထည့်ထားတယ်အဲကြောင့် S ကဒီမှာအများကြီးဖြစ်တဲ့ရောက်ထည့်ထားတယ်ပြီးတော့သူအသေးပဲရေးတယ်။နည်းနည်းစကလုံးတွေကြာတော့သူကဗာလဲ။ဒါသူ့ရဲ့အစစကလုံးတွေရေးထားတဲ့ရောက်သူ့ဗာလဲ အကြီးရေပေါ့နော်။မှဆိုရင် WHO ဆိုရင်ကြီးရေပဲရေးတယ်။ World Organization S L I WHO ရဲ့အခွင့်အရေးတွေပါညာအဲ့လိုမျိုးဖြစ်သွားပါဘောနော်။မှဆိုရင် ADS က S ကအများဒါကစကလုံးကြီးရေစုပြီးရတာ။ ADS ကနေဒီနေ့နေရဲ့ချင်းတွေကဘယ်လိုပြောင်းလဲဆိုရင် high density lipoprotein မြင့်နေ lipoprotein ချင်းကိုပြောင်းမိတယ်ပြီးရင်ဘာကိုလျှော့ချပြီ reduce inflammation in the lining of the artery ဘယ်ဟာလျှော့ချပြီ reduce လျှော့ချပြီ inflammation ရောင်ရမ်းခြင်း in the lining of the artery artery ဆိုတဲ့သွေးကြောသွေးကြောမှာရှိတဲ့ရောင်ရမ်းခြင်းကိုလည်းလျှော့ချပေးဟုတ်ပြီသွေးကြောမှာရှိတဲ့ရောင်ရမ်းခြင်းကဘာလဲဆိုရင်သူကဒီမှာဆိုရင်သွေးထဲမှာဘာလဲဆိုရင် ADLS တွေဖြစ်နေမှာဆိုရင်သူကဘာလဲ HGLS အဖြစ်ကိုပြောင်းပြီး HGLS ဖြစ်ကိုပြောင်းပြီးသွားတဲ့အတွက်ကြောင့်ဘာလဲဆိုရင်ဒီသွေးကြောမှာရောင်ရမ်းမှုမဖြစ်စေ Okay ADLS တွေများနေမှာဆိုသွေးကြောမှာရောင်ရမ်းမှုဖြစ်မယ်နောက်တစ်ခုဘာလဲဆိုရင်အာအထရိုဒီမှာဆိုအထရိုစကလရိုစစ်ဖြစ်ရမှာเนาะအထရိုစကလရိုစစ်ဖြစ်ရအထရိုစကလရိုစစ်အဲကဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင် တွေးကြောရပါဖြစ်လဲပေါက်ပြဲရပေါက်ပြဲပြီးရောင်ရမ်းတယ်ရောင်ရမ်းတဲ့နေရာကိုဘာလာမလဲဆိုရင်တွေးပြူစဲအစီတွေတော့တွေးခဲတွေလာရတဲ့အတွက်ကြောင့်ဗာလဲအဲဒီမှာလာပြီးအဲ atherosclerosis ဖြစ်လာတယ်အဲ့ကြောင့်အကယ်၍သာပေါ့နော်ဒီရောင်ရမ်းခြင်းကိုသာဘာနဲ့လုပ်မလဲဆိုရင်ရောင်ရမ်းခြင်းကိုသာ reduce short ချမယ်ဘာနဲ့ short ချမလဲဆိုရင်အဲဒီ statin ကဗာလဲ ADLS study ကဒါ statin တွေက short ချမယ်ဆိုဘာမလဲဆိုရင်ဒီမှာရောင်ရမ်းခြင်းမဖြစ်တော့ဘူးရောင်ရမ်းခြင်းမဖြစ်တော့ဆိုဘာဖြစ်သွားမလဲဆိုလို့ရှိရင် အာလုံးအာရောင်းချင်းဖြစ်တော်ရေးဒီကိုအာဒီ white blood cell တွေ black clots တွေ statin တွေစုပြီးတော့ atherosclerosis တွေဖြစ်လာရင်မဖြစ်တော့အဲ့ကြောင့်ပါလေဒီရောင်ရမ်းခြင်းကို short ချပြရတယ်အရေးပါတယ်ဗောနော်အဲ့ကြောင့်သူကဘာလုပ်ပြီးလဲဆိုရင် balance ကို ADRS နဲ့ HRS balance ကိုသူပြောင်းမိတယ်ပြောင်းမိတယ်မြင့်မိတယ်အဲ့နှစ်ခုကြာတော့ကစားထိန်းညှိပြီးရယ် balance ထိန်းညှိပြီးရယ်ပြောင်းတဲ့ခုပါလေဆိုရင် reduce short ချပြရယ် in the line of the artery ဒီတွေးကြောမှာရောင်ရမ်းမှုဖြစ်ခြင်းကိုလည်း အဲသူကဗာလဲ short ချပြီအဲ့လိုရောင်ရမှုဖြစ်ခြင်းကို short ချပြီမှာဘာမှဖြစ်လို့လဲဆိုရင် atherosclerosis တိမဖြစ်တော့ဘောနော် both function both function ဆိုတာဗာလဲဆိုရင်အရှိမပြောခဲ့ပြီးရတဲ့အတိုင်း function တစ်ခုဖြစ်တယ် balance ကိုထိန်းပေးရတယ် inflammation ဖြစ်ခြင်းရောင်ရမ်းခြင်းကို short ချပြီး function တစ်ခုဆုံးအောင်ဆိုလို့ရှိရင် reduce short ချပေးပါတယ် the risk of the atherosclerosis atherosclerosis ဖြစ်ခြင်းကို short ချပြီးကျွန်တော်ခဏပြောခဲ့တဲ့အတိုင်းပဲဗာလဲဆိုရင်ဒီ atheros ADS တွေများမယ် ADHD တွေများနေမယ်ဆိုဘာဖြစ်မလဲဆိုရင် ဒီအာ3ပေါ့နော်တွေးကြောကိုဟိုလာအဒီအက်စင်ပြန်တွေးကြောကိုထိခိုက်မှုတွေဖြစ်နေနိုင်တယ်အဲ့လိုမျိုးဖြစ်တဲ့ဥစ္စာကြောင့်ပါလေအကဲဒါမဟုတ်ပဲသူ့ကိုဗါလေအဒီအက်စ်ကနေ HS တွေပြောင်းပေးမယ်ချင်းညိပေးမယ်အဖန်ချက်ညိစေမယ်သူမှဘာမဖြစ်တော့ဆိုရင် atherosclerosis မဖြစ်စေတော့ဘူးနောက်တစ်ခုကပါလေရောင်ရဲခြင်းကို short ချပေးတဲ့အတွက်ကြောင့် atherosclerosis ကြီးမဖြစ်တော့ဘူးနော်အဲ့အဲ့ကြောင့် function တစ်ခုလုံးကဘာလို့ဖြစ်ดาวชั่วชะเป reduce resource ชั่วชะเป atherosclerosis เอ develop atherosclerosis ဖြစ်ခြင်းကိုပါလဲชั่วชะပေးပါတယ်တဲ့ ပလတ်စတာနိုအပင်စတာနိုနဲ့စတီရိုကွန်ပေါင်းဒီအပင်တွေမှာပါဝင်တဲ့စတာနိုနဲ့စတီရိုကွန်ပေါင်းနေရာဆိုလို့ရှိရင်ဒါနည်းနည်းလေးကြည့်ရမှာပေါ့နော်ဒီလေးကြည့်ရမှာစတီရိုကွန်ပေါင်းနေရာဆိုရင် are now widely so are now ကြည်ကြည်ပြင်းပြင်းရောင်းချနေပါ in stress ဖြန့် or stress ဆိုတဲ့ဒီဒိန်ပြော့ပေါ့နော်ဒိန်ပြော့နဲ့နောက်တစ်ခုပါလဲဆိုရင် yogurt ဆိုတဲ့ဒိန်ချင်းအာ yogurt ကဒီမှာဒိန်ချင်း stress ကပါလဲဆိုရင်ဒိန်ပြော့ဒိန်ပြော့အဲ ယောဂကပါလေဒိန်ချင်းဒိန်ချင်းမှာတဲ့ကြည်ကြည်ပြန့်ပြန့်ဒိန်ချင်းအထဲမှာထည့်ပြီးတော့အင်းအင်းပါလေအစထရက်ဆိုတာပါ no ပါလေဒိန်ပြောတဲ့ယောဂဆိုရင်ဒိန်ချင်းထဲမှာထည့်ပြီးတော့အင်းထည့်ပြီးတော့ so widely used so ကြည်ကြည်ပြန့်ပြန့်ရောင်းချနေဘာလို့လဲဆိုရင် plant star no yes zero เนี่ยဒီမှာထည့်ထားပြီ plant star no နဲ့ zero ပေါ့နော်ဘာပါလဲ plant star no နဲ့ zero ကဘာမှပါဝင်လဲဆိုရင်ဘာမှထည့်လဲဆိုရင် strap ဆွဲဆွဲဒီဒိန်ပြောတဲ့ယိုကတ်ဆိုဒိန်ခဲမှာထည့်ထားပေးရတဲ့ဟုတ်ပြီ A plus star nutritional studio ကဘာလို့ပေးလဲဆိုရင် A plus star nutritional studio compound ကြီးက drop down နဲ့ဘာလို့လဲဆိုရင် reduce short ချပြ the level ADS in the blood ခဏတော့ပြောရတဲ့ဒီ inflammation တွေဖြစ်စေတဲ့ ADS level ကိုဘာလို့ပေးမလဲဆိုလို့ချင်း short ချပေးရပေါ့နော်အဲ short ချပေးရဒီမှာဆိုရင် plus ဒီလူတွေကဘာဖြစ်လဲဆိုရင်အခုခေတ်တွေမှာအလူတွေအတောက်များတဲ့အဲကျန်းမာရေးအတွက်တောက်ကြရည်ဒီယိုကတ်ဆိုရင်ဒိန်ကျင်နဲ့ ချိန်ကြော့ရင်မှာသူကအဲ့ဒီ STRD ပေါ့အဲ့ ADS တွေးထဲမှာရှိတဲ့ ADS ကို short ချပေးတဲ့အဲဒီ plus tano နဲ့ stereo compound တွေထည့်ပေးတဲ့အတွက်ကြောင့်လူရအားလိုက်စားတုပ်လိုက်ခြင်းဖြင့်ဒီ atherosclerosis ဖြစ်စေတဲ့ဆိုးကျိုးကို short ချပေးရမှာနော်ဒီမှာဆိုရင် compound တွေကဗာလဲ harmful anion ဖြစ်စေ ADL cholesterol တွေကိုကို short ချပေးရ inflammation ရောင်ရမ်းခြင်းကို short ချပေးရဗာလဲ protecting ကို arteries တွေးကြောတွေကိုကာကွယ်ပေးပါတယ်တဲ့အဲ့ဒါပါဗောနော်ဒါဆိုရင်ဒါအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင် cholesterol ကို ချော့ချဖို့အတွက် statin ကိုသုံးတယ်။အဲ့ဒါ statin ရဖာလို့ပြလဲဆိုရင် ADS HGS တွေကိုပြောင်းပေးတယ်။နောက်ရောင်ရင်းချင်းကိုချော့ချပေးတယ်။နောက်တစ်ခုကကြတော့ဗျာအဲ့ရောင်ရင်းချင်းကိုချော့ချပေးရဲ HGS ကနေ ADS နဲ့ HGS ကိုပြောင်းတာရောရောင်ရင်းချင်းကိုချော့ချပေးရဲနှစ်ခုလုံးကဗျာ atherosclerosis ဖြစ်ပေါ်ခြင်းကိုချော့ချပေးရဲမနော်။အဲနောက်တစ်ခုကကြတော့ဗျာ plant star တို့နဲ့ stereo compound တွေကိုကြတော့ဒါနောက်တစ်ခုဒီမှာဆေးနှစ်ခုကိုပြောသွားတယ်။ပထမတစ်ခုကကြတော့ဆေးတောက်ဆေးအနေနဲ့ဘာအောင်သုံးလဲဆိုလို့ရှိရင် starting ဆန်ဂျိုတောက်ဆေးအနေနဲ့ဆေးဝါးနဲ့သုံးတယ်နောက်တစ်ခုကဗာလဲ plan star ads level တွေကို short ချပေးတယ် plan star တို့နဲ့ stereo compound တွေကိုကြတော့ဗာလဲစားတောက်စရာဖြစ်တယ်ဒီထိန်ပြောနဲ့ထိန်ခဲမှာထည့်ပြီးရောဒီသွေးသွေးတခြားတဲ့ကို short ချစေတယ်တဲ့ကြာဗာလဲဆိုရင်အာဆေးဝါးအနေနဲ့မဆုံးဘူးအစားတောက်တွေမှာထည့်သုံးပြီးရောလူတွေယောဂါကာကွယ်ပေးရပါဘောနော်နောက်ခုကြတော့ဗာလဲဆိုရင် anti alcohol coagulant အန်တီကိုအဂူလန်လို့ပြောတဲ့အချိန်ကိုအဂူလန်ဆိုတာဗာလဲအရှိမပြောခဲ့ပြန်တဲ့အချိန်မှာတွေးခဲ့တဲ့အဲ့ကြအန်တီအိုကိုအဂူလန်ဆိုတာဗာလဲဆိုရင်တွေးအမ်တွေးကျဲစီရာလို့ဖြစ်သွားမှာတွေးခဲတယ်တွေးရခဲတယ်တွေးကိုသူကကြတော့အန်တီဆန့်ကျင်ပဲဖြစ်တော့ဗာလဲတွေးကျဲစီရာဖြစ်ပါတယ်အဲ့စမဲ့ဥပမာအားဖြင့်ဗာလဲဆိုဝါဖရင်ဟုတ်ပြီဒီမှာမှတ်ရမှာဗာလဲအန်တီကိုအဂူလန်နေရာဗာလဲဝါဖရင်နဲ့ဟက်ဘရစ် is that are a class of medicine အဲ့ဒါကဗါလဲဆေးဝါးအုပ်စုတစုဖြစ်ပြီးတော့ used to reduce အကောင့်တွေကိုအသုံးပြုပါတယ် to reduce used to ကြတော့ဗါလဲအရင်ကအသုံးပြုခဲ့ရမလို့အမို့ဘောမို့အရင်အသုံးပြုတာဒါ used to ကို used to နဲ့မတူ sorry used to ဆိုတာအသုံးပြုရဲ့ဗါလို့ဆို to reduce their black clothing အဲသွေးခဲတာကိုရှော့ချဖို့လည်းသုံးပြုဟုတ်ပြီသွေးကျဲဆေးဆိုတော့ဘာလို့မလဲသွေးခဲတာကိုရှော့ချဖို့အတွက်အသုံးပြုမှာပေါ့ဟုတ်ပြီအဲ့ဒီမှာဘာလဲဆိုရင်သွေးကျဲအစေရဲ့ပစ္စည်းက warfarin နဲ့ heparin ဆိုတဲ့ဆင်းတဲ့မျိုး နောက်ခါပါလဲဆိုတော့ platelet inhibitory stress platelet inhibitory ကလည်းသူကသွေးကျဲစင်းနေတော့တိတ်မခွာဘူးဘာလဲဆိုရင်သူကပါလဲ platelet ဆိုသွေးပြားတွေ inhibitory တားဆီးပေးတဲ့ stress ဖြစ်ပါလေဆိုတော့อืมသွေးခဲတယ်ဆိုတာလည်းတနည်းအားဖြင့်ပြောရင်အဲသွေးခဲပြားရည်လားဆိုတာပေါ့နော်ဟုတ်ပြီအဲသွေးခဲပြားရည်ဖြစ်တာကိုဘာလို့လဲလဲဆိုရင်တားဆီးပေးတဲ့ဆေးဝါးအဲ့ကောင်ကြာဘာလို့ခေါ်လဲဆိုရင် aspirin လို့ ASV ရတယ်တဲ့သွေးခဲပြားတွေကိုတားဆီးပေးရဲ့ဆေးဝါးဖြစ်တဲ့ဆေးဝါးတွေကဥပမာအပြင် aspirin တွေရတယ်ဗါလဲဆိုရင် anticoagulant သွေးကျဲဆေးပဲဖြစ်ပါတယ်ဒါဆိုရင်ဟုတ်ပြီသွေးကျဲဆေးမှာဗါလဲ warfarin နဲ့ heparin တို့ဟာမျိုးတွေပါသလို platelet inhibitory drug ကလည်း drug လက်ဖြစ်တဲ့ aspirin ရတယ်ဗါလဲဘာဖြစ်လဲဆိုလို့ရှိရင်သူကဗါက anticoagulant မလို့သွေးကျဲဆေးဖြစ်ပါဆေးဖြစ်ပါတယ်တဲ့ဒီ drug ဒီဆေးဝါးတွေအားဆို prevent တားဆီးပါတယ် platelet တွေ့ခဲ့ပြရတာဆီ clumpy ဆိုတာတွေ့ခဲ့ပြရ clumpy together တွေ့ခဲ့ပြရတွေ့ခဲ့ခြင်းကိုသွားပါလေတားဆီးပေးပါတယ် s derivative အဲ့လိုမျိုးဘယ်ကြောင့်ဆိုတော့ derivative ကရှော့ရှော့ပဲ the formation of the black hole အောက်ပေါ်ဘူး as ra တော့ကြောင့် derivative ဆိုတာကဒီဆေးဝါးရပေါ့နော်ဘာလဲဆိုရင် platelet inhibitory drug အဲ့ anticoagulant မှာဆိုရင်ဘာလဲဆိုရင် warfarin နဲ့ heparin တို့ဟာမျိုးနောက်တစ်ခုဘာလဲဒီတွေ့ခဲ့ပြရတားဆီးပေးတဲ့ အဲ aspirin လိုဟာမျိုးတွေ platelet ဒါကပါလေသူလည်းပါလေအဲ anticoagulant ပဲသူလည်းပါလေ platelet ပဲ anticoagulant ပဲဒါပဲပါ platelet inhibitor drug အုပ်စုတစ်ခုလောက်ကလည်း anticoagulant နဲ့မှာပါဝင်တော့နော်အဲ့အားရေးတဲ့အကြံများပြအုပ်စုသုံးစုကဆိုရင်သူတွေက reduce short ချပေးရဲ the formation of the blood clot သွေးခဲခြင်းကို short ချပေးတဲ့အတွက်ကြောင့်ဆိုတော့ဖြစ်လဲဆိုရင် the chance of the blood vessel chance ဆိုတာအခွင့်ရေး the blood vessel သွေးကြော become blood clot ဒီသွေးကြောကသွေးခဲမှုအဆိုင်ခဲဖြစ်ပေါ်လာခြင်း ခွင့်အရေးကို reduce short ချတယ်ပြောရင်သွေးခဲဖို့အခွင့်အရေးလေးတောင်မရတော့ဘူးဗောနော်အခွင့်အရေးတောင်မဖြစ်တော့ဘူးဘာလဲဆိုရင်သူကသွေးအစကလေးကမခဲရအောင်ဆိုပြီးတော့သွားပါလေသွေးခဲအဲသွေးကျဲစီရဲ့ဥစ္စာအာကသွားကာကွယ်ပြီးသားဖြစ်တဲ့ဒီကြောင့်ဖြစ်တယ်သွေးကျဲစီရပါလေဘောကာကွယ်အနေနဲ့တောက်တာမဟုတ်ဘူးဒီကအပြပြောမယ်ဆိုရင်သူကကာကွယ်နေရဲ့အနေနဲ့တောက်တာမဟုတ်ဘူးဆိုပေမဲ့သွားပါသွေးခဲလေးခဲတာရှိတဲ့ သူတွေကတောက်ပေးရအောင်เนาะအဲ့လိုမျိုးပဲပြောတာတမန်လူတွေကကြတော့သွေးကျဲစီတောက်ပေးကြမှာမလို့ဘာဖြစ်လဲဆိုသွေးကျဲဝါသွေးအားကျဲဝါရင်လည်းခန္ဓာကိုယ်မှာအာကျန်တဲ့နိုင်ဖြစ်တာနေနဲ့ယောဂဒီဖြစ်တာနေလေးတူရဖြစ်တယ်။ဘာကန်အဲဒီကိုအဂူလန်မှာဆောင်းလုံးမျိုးပေါ့။ဘာဆိုဝါဖရင်နဲ့ဟပရင်နောက်ကပါလဲဆိုရင်အက်စပရင်ဆိုရယ်အန်တီပလေးလက်ဒရပ်ပေါ့နော်။အန်တီပလေးလက်လို့သာပြောတာနေနော်ဘာလဲ။ဒါပါလဲဆိုရင်ပလေးလက်အဟေဗီဂျီဒရပ်ပေါ့နော်။အဲအဲ့ဒါတွေကလည်းဘာလဲကာကာဝါမျိုးပလေးလက်တွေ climb together ဖြစ်ခြင်းကို ဟောကျွန်တော် playlist ကြီး clamming together ဖြစ်ချင်ကာဝယ်ပေးတယ်ကာဝယ်ပေးပြီးတော့ဘာလုပ်ပေးလဲဆိုလို့ရှိရင် you will choose the result the black block is and stroke ဒီမှာပြော stroke ဖြစ်တယ်ဆိုတာလေဒီမှာလေသွေးခဲတွေလာမှာလာဖြစ်ပြီးတော့သွေးရပိတ်မယ်ပိတ်ပြီးတော့နှလုံးစီကိုသွေးရမရောက်ပဲဒီမှာလေအော်အုံနောက်စီကိုသွေးရမရောက်ပဲ stroke ဖြစ်တာဘောနော်အဲ့လိုဖြစ်တာဟုတ်လေတဲ့ဘာပြောမလဲကာဝယ်ပေးမယ်ဘောနော်ဒီကဘာလဲဆိုရင် block ဒီမှာလာပြောတွေးခဲ့မစုအောင်တွေးခဲ့မပြောင်းလဲကာဝယ်ပေးပါတယ်တဲ့ခုဒီဗီဒီယိုမှာကတော့အာဒီရောဂါတွေကိုကုသတဲ့အကြောင်းပြောသွားမှာဖြစ်ပါတယ်အခုဗီဒီယိုခြေကတစ်ခေါက်ပြန်ဖတ်ပါအဲပြောဒီပေါ့နော်ရင်းအာစူးစားပါဘောဒီမှာဆိုရင်ဒါတစ်ခုတည်းကိုရှင်းပြလိုက်ရဆိုပေမဲ့ဒီမှာ treatment မှာဆိုရင်ဒီ anti ဒီပေါ့ anti hypertensive drug ဆိုပြီးတော့တစ်ခေါက်ကျက်ပြီးတော့တစ်ခေါက်ရေးလို့ရတယ်လို့နောက်တစ်ခုကလည်း အဲ LDLD ကိုလည်းရှော့ရှော့ချပြတဖိုင်းနဲ့ anti organism ဘာ anti coagulant device ဆိုပြီးခွဲပြီးရေးပေးလို့ရပါတယ်။ဒါပုံမှန်ကြက်ပြအောင်စ조사ပါဘောနော်။အရှိအခန်းသုံးတစ်ခုလုံးပြီးခဲ့တဲ့ဟာကိုလည်းပြန်ပြီး revision လုပ်လိုက်အောင်စ조사။အစကနေအခုထိဒါအခုရောက်နေတဲ့အခန်းလေးကြီးကိုသေချာခြင်းရင်းရဲ့လောက်ထားမယ်ဆိုလို့ရှိရင်ကွာအောင်မှုတည်ကြနေပြီနောက်တစ်ခန်းကြက်မယ်ဆိုတော့လောကဂုံလူနဲ့90လောက်ကြီးတည်ကြနေပါပြီအားလုံးကျေးဇူးတင်ပါတယ်အစီအပြေကြပါစေ တကယ်၍ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမရှင်းတာရှိခဲ့မှာဆိုကွန်မန့်မှာပေးအကြောင်းခုနားမလည်ဆိုရင်အကြောင်းရေးခဲ့ပြီးလို့ရပါတယ်အဲ့ဒါကိုတက်တက်ဗီဒီယိုလုပ်ပြီးတော့အကြောင်းနဲ့ပတ်သက်ပြီးတရားပြန်ပြီးရှင်းပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်